လာမယ့်ဧပြီလ17ရက်နေ့မှာကိုကန့်တက် MNDA ကရှမ်းပြည်နယ်မြောက်ပိုင်းမှာအရှိမြောက်တိုင်းတက်ရှိတဲ့လာရှိုမျိုးကိုစက်ကောက်စီလက်ထက်ပြန်လည်ပေးအပ်ရတော့မှာဖြစ်ပါတယ်။ဒါတွေကတော့စာအနာရှင်ဒေါ်လာရင်တမိုင်းမှာစိတ်ဝင်စားမှုအမြင့်တဆုံးဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။ကိုကန့်တက်တွေလာရှိုမျိုးကဘာကြောင့်ထွက်ခွာပေးရမှာလဲ။ ကိုကန့်တက်တွေလာရှိုးမျိုးထဲမှာဘာတွေပြင်ဆင်နေပြီလဲမြို့ခံတွေရဲ့တဖော်တာဘလို့ရှိနေပြီလဲစက်ကောင်စီလက်ထက်ပြန်အယက်မှာဖြစ်တာကြောင့်မြို့ထဲကပစ္စည်းအလုံးတွေပါရွှေ့ပြောင်းနေပြီးမြို့ကိုအခွန်ပဲရှန်ထားခဲ့မဲ့အနေအထားမြင်ရတယ်လို့မြို့ခံတွေကဆိုကြပါတယ်။လာရှိုးစင်းကပစ္စည်းတွေနဲ့လူနာတွေကိုစတင်ရွှေ့နေပြီးဝန်ထမ်းတွေကိုလည်းရွှေ့ပြောင်းတာတွေလုပ်နေပြီဖြစ်တယ်လို့ဒေသခံတွေကပြောကြပါတယ်။လာရှိုးချင်းနဲ့ပတ်သက်လို့ကဒီနေ့မနေ့ကစပြီးတော့လာရှိုးစင်းရော ကြီးကိုသူတို့ကလှုပ်လိုက်တယ်ပေါ့နော်ပစ္စည်းတွေရွှေ့ပြီးပြီအာဆေးဝါးကလေးတွေပါလေအကုန်ရွှေ့သွားတယ်ပြီးဆိုလူနာတွေပေါ့နော်လူနာတွေကျမ်းမာရေးအတွက်အရေးကြီးတဲ့လူနာတွေကိုလည်းသူတို့ကဟိုတိတ်နေဒါမှမဟုတ်လို့ရှိရင်လောက်ကန်ဟိုပေါ့နော်အဲ့မှာဆေးကူးဖို့ဆိုမှခေါ်သွားပြီပေါ့လေခေါ်သွားပြီဆိုတော့လောလောဆယ်မှာအာလောလောဆယ်ဆေးဝါးပိတ်ပိတ်တော့ပိတ်ပိတ်လိုက်တော့မယ်ဒါပြစ်သွားပြီပေါ့နော်ပြစ်သွားတယ်အမျိုးပေါ်မှာလည်းတချို့ဟွာတွေကတော့ပြန်ရွှေ့ရတော့ဘာလို့တော့လုံနေလုံနေတာပေါ့နော်ဟိုအဲဒီဝန်ထမ်းတွေလေဘာလို့လုံနေလဲဆိုတော့အစီအစဉ်ရောရှိ